Hello ချရတဲ့ BB family သားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကို news ဆက်ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လ6ရက်နေ့ရဲ့မနက်ပိုင်းသတင်းတူသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူသွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာ Okay အရင်ဆုံးကျွန်တော်တို့လိုရေးတူရှင်သတင်းကောင်းလေးတွေကျွန်တော်ဖတ်ပြပေးပါမယ်နော် ထမအောင်ဆုံးသတင်းတပုတ်ကတော့တမိုးတွေကင်းလဲစစ်ကြောင်းနဲ့တရင်တာတွေတွင်ရိခါပိုးစစ်ကြောင်းတို့ကိုတော်လိုင်းတက်ဖွဲ့များကတိုက်ခိုက်မှုစစ်တပ်ဖက်မှအရာရှိများအပောင်ဝင်၅កောင်မျိုးစာဖြစ်သွားတယ်ဆိုတဲ့သတင်းကောင်းမှဖြစ်ပါတယ်။နောက်ထပ်သတင်းတပုတ်ကလည်းဇွန်လ၄ရက်နေ့ကရန်ကုန်လေစိတ်မှာတာချီလေးဒေသခံခီးတယ်တွေရဲ့ခီးဆောင်အိတ်တွေကိုလေစိတ်လုံခြုံရေးတာဝန်ရှိသူတွေကအတင်းဖွင့်ခိုင်းပြီးတွေ့ရှိတဲ့ထိုင်းဘက်ငွေတွေကိုကိုကျိုးအတွက်သိမ်းဆဲကခီးတယ်တအူးချင်းစီမှာကြက်ငွေ၃သိန်းစီတောင်းယူထားလိုက်တယ်လို့ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ခီးတယ်တအူးက ြောပါတယ်ဗျเนาะအဲ့တော့ Champions စကောင်းဆောင်မင်းအောင်လိုင်းရဲ့အဖွဲ့ကြီးကအခုချိန်ဆိုရင်ဓမြအဖွဲ့ကြီးလုံးလုံးဖြစ်သွားပါပြီเนาะအဲ့တော့ပြည်သူတွေစီမှာပြည်သူတို့ဒုက္ခပေးပြည်သူတွေရဲ့ငွေတွေကိုအခုလိုမျိုးဓမြတိုက်နေတာလုံးဝကြည့်လို့မကောင်းပါဘူးเนาะ နောက်ထပ်သတင်းတစ်ပုဒ်ကလည်းဘုံမှုချုပ်ချိုထွန်းအောင်ကိုတက်ဖြတ်သူများဆိုပြီး6နှစ်အရွယ်ကလေးနေတူလူ16ဦးကိုစစ်ကောင်စီကကြီးညာထားရတဲ့ဆိုသတင်းမှဖြစ်ပါရဲ့နော်အဲ့တော့ဟိုပြီးခဲ့ရပိုင်းတွင်ကဘုံမှုချုပ်ဒီချိုထွန်းအောင်ကိုနော်တက်ဖြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နော်တက်ဖြတ်တဲ့သူတွေကိုယ်တိုင်ကသူတို့ဝန်ခံပြီးမှလွမြောက်နေပြီရောက်နေပါပြီလို့ပြောပြီးသားပါနော်အခုဆိုရင်မစီမဆိုင်ပါနော်ဒီမှာအသက်6နှစ်အရွယ်ကလေးလေးတော့မှဖမ်းနေတဲ့နေသားဖြစ်ပါရဲ့နော်ဘလောက်ထိတော့မှကြောက်ရွံ့နေလဲဆိုတာသိတာပါပဲ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်တွင်စစ်မှုထမ်းတပ်သား၃ဦးတပ်နဲ့၃လက်ယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ကြောင်း Spring Warrior Collar တပ်ရင်းမှတတော်ဝင်ရှိသူတဦးကပြောပါတယ်နော်အဲ့တော့ဝင်လာမစစ်တဲ့သေးသေးပါနော်ခုချိန်ကြီးဒီလိုမျိုးမင်းမြန်အလင်းဝင်တာအကောင်းဆုံးပဲဖြစ်ပါတယ်နော်အဲ့တော့စစ်တက်စစ်တိုက်ပြီးကြပါဘောနော်လုံးဝကြီးကုံမှလမ်းဖြူထောင်ထဲဆိုင်အခုလိုမျိုးအလင်းဝင်တာကတော့စုကြီးပါရနိုင်တဲ့နေသားရှိပါတယ်နော် အဲ့တော့သူကဗာပြောထားလဲဆိုတော့ကျွန်တော်တို့သုံးစလုံးကစစ်ကောင်စီလက်ကနေထွက်ပြေးဖို့အချိန်ကြီးစ조사ခဲ့ကြတဲ့သူတွေပါတဲ့ကျွန်တော်တို့စီကိုဆက်သွယ်လာတာမျိုးမဟုတ်ဘူးသူတို့စခန်းကနေရဲစုံပြီးထွက်ပြေးလာတဲ့အချိန်မှာကျွန်တော်တို့တပ်ဖွဲ့တွေနဲ့တွေးပြီးတွေ့ပြီးသူတို့ကိုထိန်းသိမ်းခေါ်ဆောင်လာခဲ့တာပါတဲ့စစ်တပ်ထဲမှာလည်းစစ်သားတွေနှိပ်စက်တာလည်းခံခဲ့ရတယ်လို့သိရတယ်လက်ရှိမှာတော့ဂိုပြုစုငွေသိန်း30ကျပ်ကြီးမြင့်ထားပါတယ်သူတို့ကအမှုထမ်းအပတ်စဉ်၈နဲ့၉ကလို့သိရပါတယ်ပေါ့နော်အဲ့တော့ဒါကပါသစဒီပြည်သူစစ်ဒီပေါ့နော်ပထမ စစ်မှုထမ်းဥတွေနဲ့မတရားပေါ်တာဆွဲချင်းခံရတဲ့သူတွေပေါ့နော်အခုလိုပြန်လေလွတ်လာတကယ်ပဲဝမ်းသာစရာကောင်းပါနော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းမန်လေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းကိုစစ်ကူလာတဲ့အချမ်းဘက်စစ်တပ်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခဲ့ခဲ့ရာစစ်တပ်ဘက်မှ၄កောင်မျိုးစားဖြစ်ပြီးနှစ်ဦးဖမ်းမိကစစ်မှုထမ်းသက်သား၈ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ကြောင်းနထိုးကြီး PDF မှတာဝန်ရှိသူကပြောပါတယ်ပေါ့နော်အဲ့တော့တကယ်သတင်းကောင်းပဲဖြစ်ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ကလည်းစကိုင်းတိုင်းမုံရမြို့နယ်စစ်တပ်စစ်ကြောင်းနဲ့စစ်တပ်တရင်စခန်းတို့မှာစစ်မှုထမ်းသက်သား2ဦးနဲ့ရဲတအုပ်တို့ကိုလက်နက်ခဲများယူဆောင်ပြီးအလင်းဝင်လာတာကြောင့်တအုပ်လီငွေကြေး350စီချီးမြှင့်ပေးခဲ့ကြောင်းမုံရမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖာတာဝန်ခံကိုအာကူးကရန်ကုန်ခေတ်သတင်းဌာနကပြောရဲဆိုတော့နော်တကယ်ပဲသတင်းကောင်းဖြစ်ပါတယ်ဒီလိုမျိုးပေါ်တော့များများအလင်းဝင်လေဒါပြည်သူတွေအတွက်လည်းအထူးကိစ္စသက်သာလေးပေါ့နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကရင်ပြည်နယ်မှာဗတ်ပြောင်းခုံလုံလာတဲ့စစ်ကောင်စီတပ်သားတွေကိုကြိုးဆိုးပွဲအခမ်းအနားပြုလုပ်ခဲ့တယ်လို့အခမ်းအနားစီစဉ်သူတွေကသိရပါတယ်နော်ဗတ်ပြောင်းလာတဲ့ပြည်သူစစ်တွေကိုတွိတ်ဆုံနှုတ်ဆက်ပြီးသူတို့အတွက်စုဖွဲ့နေရခြားထားမှုတွေအသက်မွေးကြောင်းပညာသင်ကြားမှုတော်လိုင်းကာလအလွန်အင်ပြင်းအစီမံတွေနှွေဦးတော်လိုင်းမှာပါဝင်ချင်သူတွေကိုစစ်တပ်စစ်တပ်ပေးမဲ့အစီအစဉ်တွေကိုစိတ်နဲ့မြင့်တည်မှာမျှဝေဆွေးနွေးခဲ့လို့သိရပါတယ်နော်ဒီပွဲမှာကျွန်တော်တို့လေးစားရတဲ့ဘိုးကြီးမျိုးစင်လည်းပါတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်နော်အဲ့တော့ဘိုးကြီးမျိုးစင်ပါတယ်ပြောထားတဲ့ချက်ထားတော့ကြည်လာအောင်နော်ဒီပွဲလေးမှာအဲ့တော့ငါက ွန်ဖို့94ခုနဲ့မှာစတဲ့တယ်ဝင်နေတယ်အဲ့တော့ကိုယ်တလီမှာမွေးတယ်မွေးပြီလားဟုတ်ကဲ့ကိုယ်တလီမွေးတယ်ဒီလိုတွေပဲဘွားပဲမရှိနေလို့မသိဘူးအဲ့ကျွန်တော်ကတော့စနက်တိုင်ခဲ့ပြီဟုတ်လားအဲ့တော့ကိုယ်တလီခုနဲ့စတဲ့တယ်ဝင်နေတယ်အဲ့ကျွန်တော်လည်းအခုတော်တော်ကြီးဆက်ဆက်ပြီးကိုဒီလဲဆိုတဲ့စစ်ဘူးလေးနော်တက်ခဲ့တယ်စတဲ့ကတူမှာပဲငါလည်းတက်ခဲ့တယ်ဒါပေမဲ့လည်းဆိုတော့ပြောလို့မူရကောင်းတယ်၊ဘူရမကောင်းဘူးလို့ပြောတယ်၊ဒီလိုပြောတာမျိုးရှိနေတယ်။အချင်းပြတဲ့ခြားစားတဲ့အဝင်ဝင်တွေကြောင့်ဘယ်လိုလဲ။ ဒါပိုင်းကြီးတော့ပြည့်စုံရှိတယ်ပေါ့ဆိုတော့ပြောချင်တာအဒီကိုသတိခုနှစ်ကနေစတက်တဲ့ဝင်နေ2005ခုနှစ်မှာမိမိတဘောဆန္ဒလောက်ရောက်လို့ထွက်ခဲ့တယ်မင်းတို့ကမပြီးလည်းမင်းတို့ကြီးပြတ်တယ်ဆိုကြောင်ကကြီးကြောင်ကိုထွက်လာခဲ့တယ်2005ခုနှစ်မှာထွက်လာတယ်2005ဒီတော့ခုချိန်ထိဒီစတက်ဖက်စစ်ကြံဖက်စတက်ကြီးကိုပြည်သူကြောင်လဲဖို့ညီပေါင်းဆောင်နဲ့ဂျိုးပန်းခဲ့တယ်စတောင်းတယောက်ဖြစ်တယ်ဒါကျွန်တော်တို့နှိမ့်ဆက်ပြတယ်နော်အဲ့တော့ဘာလို့အပတ်စဉ်ဒီနေ့လည်းပြောရမယ်ဆိုရင်တော့မင်းတို့အခုနှိမ့်ဆက်နေရဆိုရင်စတိုင်းမူ3 ဟိုဆိုရင်နေပြည်တော်တိုင်းမှုရတော့เนาะနေပြည်တော်တိုင်းမှုเนาะတော့ပထမဘက်ရှိရတော်တော်များများအတိုင်းမှုရတပတ်ဆင်တယ်တော့ဟာပတ်ဆင်39ဝဆင်းလာခဲ့တယ်ဖြစ်တယ်အဲ့တော့လူနဲ့လူဒီဟိုရပက်တွေဖြစ်တပါတယ်ရဆရာမင်းသားတို့လူမျိုးတောင်းရှိတဲ့လူတွေနဲ့တပါတယ်ခလိုင်းနေမြန်မာနေပြီးတော့ဖယ်ရပြည်တော်သူနိုင်ငံတော်တစ်ကိုတိဆောက်ဖို့မမေ့မေ့တော့လူကြီးချက်နဲ့ရုပ်လုပ်ပြီးတယ်တော်လိုက်တသာတို့ဖြစ်နောက်ပြီးတော့မိတ်ဆက်ပြတာဟုတ်ပြီနော်အဲ့တော့ဒါကုဒီခန္ဓာဆောင်ဖို့ကဒီမှာရေးထားတဲ့အတိုင်းပါပဲနော်အမှန်နဲ့ပြားညှိုးသွားဖြစ်ဤသူစစ်သားများအဖြစ် ကျေးဇူးပဲပူပြောင်းလာတဲ့ဒီချစ်သားတွေကိုကျိုးစုံကုန်ပြူလာအကလုံးညနောက်တိကျကြမလို့ဖွင့်လိုက်ပြီးတော့ကျိုးပြောပြလာတယ်အဲကြောင့်မလို့ခင်ဗျာသူငါစကားပြောနေတဲ့အချိန်မှာပဲမင်းတို့ရဲ့ညဝန်းတွေမင်းတို့ထိုင်တဲ့ပုံမျိုးကိုပြင်ပြီးတော့ဒီချစ်သားအဖြစ်ဂုံယူတဲ့ပုံစံပြအောင်မမလေးထိုင်ရလုံးတွေကိုမင်းတို့ကယုံကြည်စိတ်ပြည့်နေမင်းတို့ကငါတို့တွေကတကယ်ကိုပဲနိုင်ငံအနာဂတ်ကိုဆက်လက်ပြီးဥဆောင်ပြီးစီမံအုပ်ချုပ်လက်ပတ်သွားနိုင်စမ်းရှိတဲ့ပြည်တော်စုနိုင်ငံတော်ရဲ့အနာဂတ်သားကောင်းတွေဖြစ်ရတော့မျှော်လင့်ယုံကြည်ထားမင်းတို့ကိုမင်းတို့ယုံကြည်ဖို့ပဲလို့ ဟုတ်လားဒီနိုင်ငံကြီးကိုရုရှားတွေတရုတ်တွေကလာတိဆောက်မလားမင်းတို့တိဆောက်အောင်ဟုတ်ပါဘူးအဲဒီနိုင်ငံကြီးကောင်းငွေစိုးမွေကိုမင်းတို့နဲ့ငါတို့အတူတူပဲခံစားမှာဟုတ်တယ်မလားဟုတ်ပါဘူးအဲ့တော့ကောင်းအောင်လုပ်မယ်ဆိုရင်ဒီနိုင်ငံသားတွေအားလုံးကောင်းမှရအောင်စူးစမ်းမှရအောင်ဟုတ်တယ်ဟုတ်ပါဘူးအဲ့တော့မင်းတို့တွေကငါတို့နဲ့အတများကြီးနေရိုးစက်တွေဖြစ်အဲ့တော့ငါတို့နဲ့ပို့ပြီးတော့စွန့်ရထက်မြရမယ်ငါတို့နဲ့ပို့ပြီးတော့အလုပ်ပို့လို့နဲ့စွန့်ရရှိတဲ့အလုပ်ပို့လို့ရမယ်ငါတို့နဲ့ပို့ပြီးတော့ယူသားဖြောင်းမှမရှိအောင်စူးစမ်းမတို့ဒီမင်းတို့ရှိမှာဆန္ဒနာကောင်းတွေပြနေတော့ပြခဲ့ပြီစူးစမ်းခဲ့ပြီ တော့မျိုးတွေကဆက်လက်ပြီးတော့ပခုံးပြောင်းတာဝန်တွေထမ်းဆောင်မယ်တာဝန်ရှိသူတွေဖြစ်ရေလုံးတွေကိုယုံကြည်စိတ်ဉာဏ်သင်ပါမျိုးတွေစတဲ့မှာငါတို့ဒီဘက်ပဲပြောင်းလာတော့ငါတို့မယုံကြည်စိတ်တွေနဲ့ငါတို့စုံတစ်ခုမှပြုလေမလားငါတို့အတန်းအနေများရှိလေမလားငါတို့အနာဂတ်တွေများတစ်ခုခုချိန်ချောက်ခံရလေမလားဆိုတဲ့အတွေးတွေအားလုံးကိုလုံးဝဖြောက်ပြက်လိုက်ဖြောက်ပြက်လိုက်မျိုးတွေကိုနိုင်ငံတော်အစ်ကိုထုစစ်ဖို့ဆက်လက်တာဝန်ပေးအပ်မယ်ခေါင်းဆောင်လောင်းနေဖြစ်ငါတို့ကကြိုးဆိုပြီးတော့မျိုးတွေလက်ဖက်လုပ်ကိုကြိုးစားနေဖြစ်ဟုတ်ပြီနော်အဲအဲ့တော့ တော့မင်းတို့ဒီဘက်ချမ်းဒီဘက်ချမ်းဆိုငါတို့ပြည်သူဖက်အမှန်နဲ့တရားဖက်တော်လိုင်းရေးဖက်နိုင်ငံတော်တစ်ကိုတိဆောက်မဲ့ခွန်အားတဲ့ဘက်ကိုကူးပြောင်းလာတဲ့အတွက်ကြောင့်မင်းတို့တွေဆောင်ရွက်ခဲ့တဲ့အဖိုးတန်လို့ရတဲ့အကြောင်းကိုငါရှင်းပြအဲ့တော့အဖိုးတန်လို့ရတဲ့အကြောင်းကိုမရှင်းပြခင်အကြခင်မှာကြားရတော့မယ်လူလူကောင်းဆောင်ဒေါန်ဆန်းစုကြည်ပြောခဲ့တဲ့စကားလေးတစ်ခုနဲ့ကိုကကမင်းတို့ပြောချင်အဲ့ဒါဘာလဲဆိုတော့လူတိုင်းမှာတန်ဖိုးကိုစီရှိတယ်လူတိုင်းမှာဘာကိုစီရှိလဲတန်ဖိုးကိုစီလူတိုင်းမှာဘာကိုစီရှိလဲတန်ဖိုးကိုစီမင်းတို့မှာလေတန်ဖိုးရှိမင်းတို့မှာတန်ဖိုးရှိတန်ဖိုးဆိုမင်းတို့အတင်းညာရှိတဲ့လူဖြစ်တယ် သိဉာဏ်ရှိလို့လည်းပဲခုမင်းတို့မှားယွင်းတဲ့ဘက်အာရမဘက်ကအတင်းအမကြုံပြုတ်ပြီးမင်းတို့စစ်သားဖြစ်တွသွင်းခံရတဲ့အချိန်မှာမင်းတို့ကအသက်နဲ့ဘဝခန္ဓာအလုံးရင်းပြီးတော့ဒီဘက်ကိုရအောင်ဖောက်ဖက်ဥပေါ်လာခဲ့ဟုတ်လားဟုတ်ပါဘူးမင်းတို့တန်ဖိုးရှိတဲ့စိတ်ထားရှိလို့တန်ဖိုးရှိတဲ့ဘက်ကိုတန်ဖိုးရှိတဲ့အလုပ်လုပ်မယ်ဆိုလို့ယုံကြည်ခြင်းနဲ့ရောက်လာမှာတော့မင်းတို့တန်ဖိုးကိုစီရှုကြရတဲ့သူဖြစ်တယ်အဲ့တော့တန်ဖိုးကိုစီရှိရတဲ့သူတွေဖြစ်တဲ့မင်းတို့ဆောင်ရွက်ခဲ့တဲ့ဘာမှမဟုတ်ဘူးလို့ထင်ရတော့တဲ့ဘယ်ပြောင်းမှုနဲ့ပတ်သက်ပြီးတော့ရှိတဲ့အကျိုးအဖျားတွေကိုရှင်းပြပထမဆုံးနံပါတ်1တစ်ချက် ဆိုတော့ဆံမင်းသားလည်းပြောသွားပြီမတို့အမှန်တရားတော်တော်ရင်ဘက်ကချိန်မုံတိုက်ခဲရမယ်ဖက်စစ်လက်ပါစီစတားတယောက်အဖြစ်ဘုံတော်ပဲပြည်သူပဲသားဖြစ်တော့မတို့ပဲခွန်အားပုံပြီးတော့မရပါဘူးလားရပါမင်းတို့လည်းအသက်ရှင်ခွင့်ရသွားပြီဖြစ်တဲ့ကြောင့်မင်းတို့မိသားစုနဲ့တစ်ချိန်ချိန်မှာပြောပြောရှင်းရှင်းပြန်ဆောင်စည်းခွင့်ရမယ်ဆိုတော့ဘလို့မှတူနိုင်လို့မရတဲ့ဆုလက်ကြီးမင်းတို့မရဘူးလားမှန်ပါမင်းတို့လည်း ်ပုံစံပြတင်းတက်တခံခဲ့ရတဲ့တော်တော်များများတည်သွားကြတယ်ဟုတ်တယ်ဟုတ်ပါမင်းတို့အသက်ရှင်ခွင့်ရတဲ့အပြင်ကိုအခုဆိုနင်းနေချွေးတွေမြစ်တာနဲ့လာပြီးတော့ဒါမင်းတို့နဲ့ဒီလိုရှိနေတဲ့လူတွေလာဆုံးသီးခွင့်ရတော့မင်းတို့စိတ်ထဲမှာကြည်နူးမှုမဖြစ်ဘူးရပါတယ်လုံခြုံမှုမဖြစ်ဘူးလားရပါတယ်ဟုတ်အဲ့တော့မှတ်ထားအကျိုးရှိသွားပြီခုနော်ဒုတိယတစ်ခုကျတော့အခုမင်းတို့လူတွေကိုယ်တိုင်လုတ်ခဲ့တဲ့လူရဲ့ပုံမှာမားရင်းနဲ့ပမှန်ကန်မှုအတိတ်မှာဖန်ဆီးသတင်းခံရပြီးသူရှိပြီးပို့ခံရတဲ့ဒီချိန်မှာမင်းတို့လုံမြောက်ရုံးထွက်လာပြီးဒီပဲရောက်လာပြီးဆိုတော့မင်းတို့ကိုယ်တိုင်စံနမူနာပြသပြီးပြသပေးလိုက်တဲ့အကြောင်းလို့လက်ရှိစစ်ရှုံးကောင်စီဖက်စစ် တက်ထဲမှာကြံနေတဲ့မင်းတို့အလားမဖမ်းဆီးခံရတဲ့စစ်သားတွေအတွက်လည်းဟာမတို့ကအတီခံပြီးတော့မိုက်နေလို့မရဘူးပြည်သူဘက်ကအမှန်တရားဘက်ကတော်လိုင်းဘက်ကဖောက်မှချင်းမတို့နဲ့ပြည်မတို့နဲ့တက်ခဲ့တဲ့တငင်းချင်းတွေရဲဘော်တွေကူးပြောင်းသွားတာစံနမူနာကြည့်ပြီသူတို့တွေကိုထွက်ပေါ်လာဖို့အလိုလျောက်စီယုံနိုင်စွမ်းတွေမပြသနိုင်ပြီးနိုင်မလားတကယ်ပါအဲ့တော့အဲ့တော့အဖျားသုံးဖြာရှိပါမယ်အကျိုးဖြာသုံးဖြာမျိုးလုပ်ခဲ့လို့နော်နောက်တစ်ခုကျတော့မင်းတို့ကနိုင်ငံတကာအစိုးရအခွဲ့တွေလက်ရှိဖက်စစ်မင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးရွားတဲ့ဖောက်ပြန်တော့ဥနေနဲ့မကြီးတော့လောက်ရတဲ့ကိုခွက်ခွက်ကွင်းကွင်းလူတက်တင်ဖြစ်ပြပြီးတဲ့မင်းတို့ကခေါ်တော့ပြလာခဲ့ပြီအာကျွန်တော်ကျွန်တော်ဆိုတော့ဆိုရင်ကျွန်တော်ကျွန်တော်ဖုံးဆက်မောင်းနေတာစပိုင်းကြီးဆက်မောင်းနေတာကျွန်တော်အတင်းဖမ်းခေါ်လာပြီးစစ်တပ်ကတွင်းခံတာဟာဟိုတယောက်ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်စပင်းညက်နေတာစပင်းညက်နေတဲ့ထက်မှာမြေမကုန်ကြီးပြသန်းဆိုပြောပြီးတော့မကုန်ကြီးနဲ့တိန်ချီချင်းကျွန်တော်ဖမ်းခေါ်ပြီးစစ်တပ်ကတွင်းလာတာကျွန်တော်စိတ်ဆန္ဒနဲ့လည်းညီမဟုတ်ဘူးစသဖြင့်မင်းတို့တွေကလူခွင့်ရေးချိုးဖောက်ခံရပြီးတော့လုံတမခွင့်ရေးပါအောင်အောင်ချိုးဖောက်ခံရပြီးတော့အတင်းတမဖမ်းလာပြီးတော့တက်သေးဝင်ဝင် ဝင်ဝင်မင်းတို့တတ်မယ်မင်းတို့မျိုးတွေကိုဆွေမျိုးသွားချင်းနဲ့ထောင်ချမယ်စသဖြင့်ချင်းချောက်ပြီးတော့စစ်သေးကြုံပြုခံတွတ်သွင်းခံခံလာရတယ်ဆိုတဲ့ဥပဒေချိုးဖောက်ခံမှုတက်တည်လို့မင်းတို့ပြင်ဝင်ပြပြီးတယ်လူစိုးတွေလက်ထက်ကတနက်ကိုလူကောင်းတွေလက်ထက်ရောက်အောင်မပြောင်းနိုင်သေးခင်ဗျမင်းတို့မျိုးစိုးစင်ဆက်အားလုံးဟာလူစိုးတွေရဲ့နှိပ်စက်ကလူပြုမှုအောက်မှာဆက်နေကြတာဒါကြောင့်မလို့အသက်ရွယ်လည်းရှိတယ်ကျမ်းမာကြီးလည်းကောင်းတယ်စစ်ပညာကိုလည်းအကြောင်းတစ်ခုနဲ့သင်ခဲ့တယ်မင်းတို့လူငယ်တွေပခုံးမှာလူစိုးတွေလက်ကတနက်ကိုလူကောင်းတွေလက်ကိုကြောင်းပြရအောင်ဝိုင်းကြိုးစားဖို့တောင်းရှိတယ် ကြောက်နေလို့မရဘူးဟုတ်လားဘယ်ဟောပါကြီးတသားတစ်ခုတည်းကိုဝါချုံလေးကိုရိုက်ပင်ဝင်မလားမဟုတ်ပါဘူးတန်ချောင်းတစ်ချောင်းရိုက်ပင်မဟုတ်ပါဘူးဒါပဲတော့မင်းတို့ကုကရာနေပြောဘီလို့မှာတမိုင်းကပေးလာတယ်တောင်းဝင်ရှိတယ်အာငါကျွန်တော်တို့ကစစ်မတိုက်ချင်လို့ကျွန်တော်ထွက်ပြေးတာဟုတ်တယ်စစ်မတိုက်ချင်လို့ထွက်ပြေးလာတယ်ဆိုတာမင်းရဲ့လူငယ်ဘဝအတွက်ကတော့မှန်တယ်ဒါပေမဲ့မင်းတို့အနာကက်ဘဝအတွက်တော့မမှန်ဘူးဒါမင်းတို့အတင်းတွန်းနေတာမဟုတ်ဘူးမင်းတို့အိမ်ကိုမျက်နှာကြမ်းနေတယ်မဟုတ်လား ်ပါဘုရားနည်းနည်းပြန်ဒီစနစ်ကြီးပြီးဆုံးမှပြန်မှပြန်လို့ရဟုတ်လားဟုတ်ပါဒီစနစ်ကြီးပြီးဆုံးဖို့တူတူဝိုင်းလို့ဝိုင်းတိုက်မှရဒါမှမဟုတ်တော့အင်ဂျင်ကိုရပါလိမ့်အာကျွန်တော်အင်ဂျင်ကိုပဲထိုင်ဆောင်နေမယ်တိုက်တယ်လို့တိုက်ကြဆိုမင်းတို့အချောင်သမားတွေများနေတယ်ဗျာတော်လိုင်းကြီးကြကြနေမှာဖြစ်တယ်ဟုတ်လားဟုတ်ပါဘုရားအဲ့တော့မင်းတို့ဒီအားလုံးကိုနည်းနည်းထွေးထွေးကြိုဆိုရဲအားလုံးပေါ့နော်အခုကမင်းတို့တင်နေပြီး EC တွေတယောက်ချင်းတော်တော်တစ်ခုတစ်ခုတော်စကားတွေပြောပြီးတော့မျက်နှာပေါ်လို့ရတဲ့သူတွေနဲ့ဘလို့စကားတွေပြောတော့မင်းတို့နည်းနည်းထွေးထွေးလေးလေးစားစား ဂုံပြုတ်ပြီးတော့သူတကယ်ကိုကြိုးဆိုတယ်နော်အခုဒီမှာဆရာမသားတို့ဆရာအဖွဲ့အပါဝင်ဒီကဒီကအဖွဲ့အပါဝင်အခုပြောပြောကြားရတယ်ဆာငါတက်လက်ပြတ်တက်လက်ဆိုတဲ့စကားလုံးကိုစိတ်မကောင်းစွာနဲ့ကြားပြရတဲ့ကြောင့်မင်းတို့ငါတက်လက်ပြတ်တက်လက်ဆိုတဲ့အစားအစင်ပြေဆုံးစားနေတော့နေတဲ့နေဖားဖြစ်အောင်ဝိရံကူညီတော်ပြီမယ်လို့ပြောကြရင်းနဲ့နင်းနင်းတွေ့တွေ့ရဘအားလုံးကြိုးဆိုနှုတ်ခွန်းဆက်ပါတယ်အားလုံးကျေးဇူးတင်ကဲဒါတော့ဘိုးရင်မျိုးစဉ်ဒီပပြောင်းလာတဲ့လူတွေကိုစကားပြောပြတာဖြစ်ပါတယ်เนาะတကယ်ပဲလေးစားဖို့ကောင်းတယ်အခုဆိုရင် ဟိုကိုနဲ့မဆိုင်တယ်လို့နေခဲ့တဲ့အတွက်ပေါ့နော်စစ်ကောင်စီတက်ထဲကိုရောက်သွားတယ်လို့ပြောရင်လည်းမှန်တယ်ပေါ့နော်အဲ့တော့ဒီမှာပတ်ပြောင်းလာတဲ့အတွက်ကိုနဲ့မဆိုင်တယ်လို့ထပ်ပြီးနေလို့မရတော့ပေါ့နော်အဲ့တော့ရတဲ့ခန်းကဏ္ဍနဲ့ပါဝင်ပြီးတော့တော်လိုင်းကိုပူပေါင်းတိုက်မယ်ဆိုရင်တော့ဒါအာအတော်လိုင်းအတွက်လည်းအင်အားဖြစ်ပြီးတော့ပေါ့နော်အမြင်ဆုံးတော်လိုင်းပြီးဆုံးနိုင်မှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်နားထောင်မဲ့တဲ့ရင်ကတော့အချက်ဖက်မင်းအောင်လိုင်းနဲ့အဖွဲ့တွေကအခုဆိုရင်လိုင်စင်မဲ့ကားဆိုင်ကတွေဖမ်းဆီးတဲ့နေရာမှာဘလောက်တော်ဆိုးလာပြီလဲဆိုတော့အိမ်ထဲတွေဝင်ဖမ်းတာမျိုးတွေကရင်းနဲ့မှပြီးတော့ယူသွားတာမျိုးတွေဖြစ်လာတဲ့တဲ့ရင်ပေါ့နော်ကျွန်တော်နားထောင်ကြည့်လာအောင်နော် ပြည်မျိုးမှာစစ်ကောင်စီကလိုင်စင်မဲ့ကားတွေနဲ့ဆိုင်ကယ်တွေကိုဇွန်လ၄ရက်နေ့ကနေနေတဲ့အထိလိုက်လံဖမ်းဆီးနေတယ်လို့ဒေတာတွေသတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။ပြည်မျိုးခတရမြို့တဲ့18လမ်းဘေးနောင်လမ်းမကြီးဘေးကနေရှိမှရပ်ထားတဲ့ကားတွေကိုလည်းစစ်ကောင်စီတပ်ကကရိန်းနဲ့မအယူကတိတ်ဆီးသွားတယ်လို့သိရှိရပါတယ်။လိုင်စင်မဲ့ကားမှန်သိတဲ့သူကသတင်းပေးလို့လိုက်ဖမ်းတာ။ချစ်လန်ခုနှစ်ရက်ကကားနှစ်စီးလဲတခါတည်းဖမ်းတည်သွားတယ်လို့ ဒေသခံတအူးကမြို့တော်ကိုပြောပါရယ်ဖန်းနာကအားလုံးပေါင်း9စီးဖန်းနာဖြစ်ပြီးထက် KTV Ruby စားတောက်ဆိုင်ပိုင်ရှင်ပီချေးရဲ့ကာမစီပတ်သွားတာကြောင့်ဖန်းစီးတဲ့ပြူစောထီတွေနဲ့ရဲတွေပြဿနာတက်နိုင်တယ်လို့ဒေသခံတချို့ကပြောဆိုနေကြပါရယ်အဲ့လူတွေကပြည်တာကားဆားကဘူကြီးတွေဘာတွေနဲ့ပိုင်နေအခုလိုဖြစ်တာကဖန်းနဲ့ကောင်တွေပြဿနာတက်လာနိုင်တယ်လို့ပြည်ဒေသခံတချို့ကပြောဆိုနေကြပါရယ်စစ်ကောင်စီကလိုင်စင်မဲ့ဘိန်းတွေကိုစီးပြီးလိုင်စင်မဲ့ရင်တွေကိုလိုက်လံဖမ်းဆီးနေတာကြောင့် ပြည်မြို့ဒေသခံတွေကြားမှာဝေဖန်မှုတွေရှိနေကြတာလည်းဖြစ်ပါတယ်စစ်ကောင်စီကဆိုင်ကယ်တွေဖမ်းရမှာရှေ့မီးဖွင့်မောင်းတာဗတ်မှန်မတက်တာနဲ့နောက်ခြေနှင်းကိုလူမပါပဲချထားတာတွေကိုပါအေးအေးယူဒဏ်ရိုက်နေတာလို့ဒေသတွင်းသတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်ကဲသတင်းတိုင်းပဲပေါ့နော်တော်တော်လေးကိုရုပ်မှရက်ဆက်ပြီးတော့ဗောနော်မေယာမကပြည်သူတွေရဲ့ပစ္စည်းတွေကိုလူယူနေတာသိကြပါတယ်နော်ကဲကျွန်တော်တို့နောက်ထပ်မှာသတင်းကတော့တစ်ဘောဘုတ်စကန်ပါဗောနော်ပူပေါင်းတဲ့သူတွေကတော့ဘာပဲအသက်ချမ်းသာရသွားတယ်ဗောနော် ဘပူပေါင်းတဲ့လူတွေကတော့မျိုးစားတွေဖြစ်ကုန်ပြီဆိုတဲ့အကြောင်းကိုပြောပြလာတယ်မှာဥကျွဲ့တဲ့နားထောင်ကြည့်ရအောင်နော်ကြည့်တော့ဟုတ်လားမင်းတို့ကပူပေါင်းရမလားမင်းတို့ပူပေါင်းလိုက်ဒီပူပေါင်းလိုက်အခုပူပေါင်းတဲ့ကောင်ကအေးအေးဆေးဆေးဖြစ်သွားပြီအေးမပူပေါင်းတဲ့ကောင်ကအဲ့စစ်ဘောဘုံမှာမျိုးစားတွေဖြစ်နေတယ်ဟဲ့စစ်ခွေးနော်အာနာရှင်ဆိုတာအဲ့လိုနော်မင်းတို့အဘကိုတိုင်းဒီကအမိတ်ပေးလိုက်တာနော် ဒီသစ်ဘောမှုဟိုသိမထူးနေမထူးဆိုပြီးတော့ဟောလာသူ့လူရောကို့လူရောအကုန်လုံးဘုံကျဲပြစ်တာအဲ့ဒါမင်းတို့အဖအမိတ်ပြီးတာနော်လိန်မမစင်းသားနဲ့မင်းတို့ဇော်မဲလုံးကိုယ်တိုင်ထုတ်ပြောတာလားနော်ထုတ်ပြောတာလားနော်သူ့လူအဒီအဒီဟောစားပေါ့မရတဲ့အမဲသဲနဲ့ပက်တာပေါ့နော်မရတဲ့အမဲသဲနဲ့ပက်တယ်အဲ့တော့မင်းတို့အဲ့လောက်ထိအသက်ပေးကွယ်နေတာ တိုင်းပြည်အတွက်လားအာမရှိဖက်စစ်စစ်အာမရှိအတွက်လားမင်းတို့ပြစင်းသားမင်းတို့ကိုပြောနေရတယ်လေအာပေါက်လာပြီအခုတည်းကြီးမင်းတို့အသေးခံမယ်ဆိုလေမင်းတို့သေကြဖို့စစ်ခွေးနေနော်မင်းတို့ကအဲ့ဒီမှာအသေးခံနေတာနော်ငါတို့နိုင်ငံတော်ကလည်းအခုဆိုပြီးနော်ဘီလီယံပေါင်းကျပ်9000လောက်စောက်ကျွေးတင်နေနော်ဘီလီယံပေါင်းဘီလီယံပေါင်း9000လောက်စောက်ကျွေးတင်နေတယ်နော်အဲ့ဒီ စောက်ကျွေးတင်တော့ဟုတ်လားဟိုကိုပိုင်းလေးဝယ်စည်းလိုက်သေးတယ်ဆိုတော့ရောဇာပေါ်စစ်စကွေးပင်းဆိုင်ရလားတန်မလားဟမ်မင်းတို့အဘကဟိုမှာလေရင်အောင်ဝယ်စည်းလိုက်သေးတယ်နိုင်ငံတော်မှာလည်းအကျွေးဘီလီယံပေါင်းနဲတာမဟုတ်ဘူးเนาะချက်ခွန်မလောင်းကြော်ချက်ဘီလီယံပေါင်းเนาะ အဲ့တော့ကိုသူ့ကိုယ်ပိုင်လေရင်ဝယ်စည်းလိုက်တာနဲ့အာသမ်းပေါင်းမနေဘူးတော့မင်းတို့ကတော့ဟိုမှာဟုတ်လားငပြောဦးလေးဆုပ်ပြီးတော့ဟုတ်လားငပြောဦးလေးဆုပ်ပြီးတော့ဖလေမဲ့ရက်ကိုစောင့်နေတာဖလေမဲ့ရက်ကိုမင်းတို့စောင့်နေတာနော်မင်းတို့ဘာတော့မှလေရင်လေးနဲ့ဟိုသွားလိုက်ဒီလာလိုက်အင်းစေးပဲအဲ့တော့မင်းတို့အသေးခံမယ်ဆိုလဲတန်ရတန်ရပေါ့ကွာနော်တန်ရတန်ရပေါ့ 那一家么，我，没着四口人，那一家马上弄阿表了，阿表了，哪哪来？四口人啊，没着叫了我嘛，阿表屋里生着，那一门业务少你来进门，没着阿爸噶，我嘛，爷爷咯外孙来滴，喏，过半爷爷咯外孙来滴，外孙来变奶奶侬啊，好了，穿棉袄，穿棉袄，可能当作爹你啦，阿拉不生。 ပြန်စမ်းလေဟာပါမကူမလုပ်ရဘဲနဲ့ဟုတ်လားပြည်သူတွေကိုနိုင်သူများနိုင်ငံအပေါ်တင်နေတဲ့အကျွေးပြည်တွေကိုစက်ခိုင်းအောင်ပါလားအနာကိုများမင်းတို့ကအဘအဘဆိုပြီးတော့မနေလိုက်တဲ့ဘောတွေမင်းတို့မင်းတို့မှာဟိုသမင်းစားပြီးတော့အသိဉာဏ်ရောပါလာရဲ့လားကွာအသိဉာဏ်တွေရောဖြစ်ရဲ့လား 没有新垃圾，新垃圾，俺这拍到表面上好用哦。奈那、mm hmm. 我不少麦讲，十多万家了企业，比如嘛，企业的，比如比如，闽南这边的是啊，八位嘛，龙华我这块用嘛咯，阿当我身上，阿姑这块用的，阿当我闽南，阿姑这里没再没再家子用了，过过过没再家子用了，啊？ 我这就嘛，年年在牛里，他来报道哦，没有怕那呢，没有怕那，谁种苗偏那来牛啊了？真没有，喏。没有怕那谁种苗的说那个，俺俩宝马的，我啊，养在心里的，喏，养在心里的就天底下。没有怕那种苗的，没有怕那谁可以种苗的啊，喏。知道啊？哎，宝马了屋养在路都是天底下啦。咱们们知道。 လူတန်းစစ်လူတန်းလူတန်းစစ်ဝင်အောင်သူတို့မနေပိုင်ခွင့်မရှိဘူးနေလည်းမနေရဘူးအဲ့ဒီစစ်ကြုံမျိုးရိုးတွေကိုကြည့်လိုက်အဲ့စစ်ကြုံမျိုးရိုးတွေကိုကြည့်လိုက်နော်လူနဲ့သူ့နဲ့မတူဘူးလူသူကြားလဲသွားလို့မရဘူးမမစကားကုန်နေပြီလားเนาะစကားကုန်နေပြီအဲ့တော့မင်းတို့ဒီကနေ့ အတူတော်ရောက်ပူပေါင်းသွားတဲ့လူကတော့လွတ်ရကျွတ်ရနောက်သူ့ဘဝအနာဂတ်အတွက်အစဉ်ပြေသွားပြီ။ Okay ။အဲကြံရှိနေသေးတဲ့စစ်ခွေးလေးတွေစစ်ကြုံအာမီယိုပလာစစ်ကြုံမျိုးတွေမီယိုပလာပြောရတယ်နော်။မင်းတို့ဘာဆက်လုပ်မလဲ။မင်းတို့အဘလည်းအောင်မှာပဲနေမလား။မင်းတို့အဘစပစစ်စစ်အနာရှင်လက်အောက်ကယုံထွက်မလားဆိုတာမင်းတို့ကမင်းတို့စဉ်းစားကြ။ Okay ။ ဒါလေးလာပြောပြပါတော့ကဲဒါဥကျွဲပရိုဖိုင်းဖြစ်ပါနော်အဲ့တော့သူပြောရလဲတကယ်မှန်တယ်နော်အဲ့တော့အချက်ဖက်မေးအောင်လားဒီလောက်တိုင်းပြီချစ်ချုံကြမွေးပြတည်နေတဲ့အချိန်မှာပေါ့နော်ဒီငလင်ဘေးကအလူငယ်နဲ့လေးဝယ်တာတော့တော်တော်ရုပ်ပေါက်တယ်ပေါ့နော်အဲ့တော့သူတို့ဘို့တွေကြည့်တယ်ဆိုတော့အလုံးတေချာတည်နေပြီနော်အဲ့အဲ့တော့သူ့အောက်မှာဆက်လက်ပြီးအမှုထမ်းတဲ့သူတွေလည်းအံ့ဩတယ်နော်ဘယ်လိုမျိုးစိတ်သက်တည်ဘယ်လိုမျိုးခံယူချက်တွေလုပ်နေကြလဲပေါ့နော်အဲ့တော့ကျွန်တော်တော်လိုင်းဘက်ကပြောတာတွေကတခါလေးကြက်မမှားဘူးနော်အဲသူတို့ဘက်ကတကယ်အုံတော့မရှိပေါ့နော်ဘာမှကြုံခံချင်းတဲ့စိတ်နဲ့ပဲလုပ်နေတယ်ဆိုတော့တေချာပါတယ်နော် ကဲနောက်တဲ့သတင်းတစ်ပုဒ်ကပေါ့နော် ILO ကအချက်ဖက် main online ကိုဖမ်းဆီးမယ်ဆိုတဲ့သတင်းအနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောပြလာတယ်ဆယ်လမိကျော်ပြီးတော့တူလီနားထောက်ကြည့်အောင်နော်လူမြတ်ကျော်ကြီး article 3D နဲ့ပတ်သက်ပြီးဘာတွေဖြစ်လာနိုင်လဲဆိုတော့တော်တော်အရေးကြီးတဲ့ကိစ္စပြည်သူလူကိုတိုက်ရိုက်ထိခိုက်မယ့်ကိစ္စတော့ကျွန်တော်ပြောခဲ့ပါမယ်ဗမာငွေစည်းတွေထိုးကြမယ်ကုန်သွယ်ဘက်နိုင်ငံတွေကင်းမဲ့သွားဗမာမြတ်ထွက်တဲ့အကုန်ကြီး မှောင်ခုပဲဝယ်လို့ရမယ်တရားဝင်တင်သွင်းဝင်မရှိတော့ဒီအချင်းဤကိုရောက်လာမှာဖြစ်ပါအဓိကအကြောင်းဝဲလူတန်းစားအခြေခံလူတန်းစားကိုဥတီပြီးပြောချင်တာကတော့ကုံစင်းနှုံးနေတက်လာနိုင်တယ်လို့ငွေစည်းထိုးကြပြီးငွေဖောင်းပွားမှုကြီးဖြစ်လာနိုင်တယ်ဆိုတာကိုတော့တိတိကျကျပြောလို့ရအလုံယုံဆက်ယုံပြီးပိတ်သိမ်းဆုတ်ခွာမှုတွေတရဆက်ဖြစ်လာမှာဖြစ်ပြီးအလုံလက်မဲ့တွေအင်မတန်များပြားလာမှာဖြစ်ပါလက်ရှိ ဆက်ယုံအလုံးယုံနေတပိတ်မောက်ပြီးနေ့စဉ်လောကလာသာတိုးတောင်းနေမှုတွေအများပြားရှိနေတာနဲ့အတူထပ်မှန်ပြီးတော့ကျွန်တော်တို့ရင်ဆိုင်ရမယ့်အကြီးဆုံးအခက်အခဲကတော့ငွေကြေးဖောင်းပွားမှုကျွန်တော်တို့နိုင်ငံရဲ့ငွေကြေးဟာငွေတန်ဖိုးထိုးကျမှုကြီးဖြစ်ကုန်ဖြစ်မှာဒါကြောင့်ဒီမှာငွေကြေးထားဖို့နော်အကုန်လုံးအခုတွေကရှူပြီးတော့ရွှေမြည် ဒါမှမဟုတ်နိုင်ငံခြားငွေတစ်ခုခုကိုကြိုတင်လဲလှယ်ထားဖို့တတိပိပြစီစစ်ကောင်စီရဲ့အရှိုက်ကိုထိတယ်ဆိုပေမဲ့ပြည်သူလူထုစီကိုတော့အဖျားခတ်ဖြစ်ပါဒီအဖျားဟာခပ်ပြင်းပြင်းခက်ဆက်ဆက်ဖြစ်နိုင်တယ်လို့ကျွန်တော်တို့မြင်ရပါတယ်ဒါကြောင့်မို့အလုတ်လက်မဲ့များပြားမှုအလုတ်ဆက်ယုံတွေပိတ်သိမ်းမှုတွေဒရဇက်ဖြစ်ပေါ်လာမှာဖြစ်ပြီးငွေတန်ဖိုးတွေထိုးကြမယ် မမပြထွက်ကုန်မှန်သမျှကိုတရားဝင်တင်သွင်းခွင့်ပြီးပိတ်ဆို့နိုင်တဲ့အခြေအနေမျိုးတွေဖြစ်လာမှာသတိထားမယ်ဟာနော်ဒါဒီကနေ့ညနေမှာဆွစ်ဇာလန်မှာကျင်းပနေတဲ့ ILO နီလာကန်ချမှတ်လိုက်တဲ့စစ်ကောင်စီအရေးယူမဲ့ article 33ရဲ့33ရဲ့တက်ရောက်မှုဖြစ်ပါ ါတော့ဆရာလူမျိုးကျော်တုံးသက်ပေးထားတဲ့ဒီ ILO တာတီတိနဲ့ပတ်သက်ပြီးမေအောင်လည်းကိုရေးယူလေးသတင်းတွေတက်လာရင်ပေါ့နော်မြန်မာပြည်အတွက်ဒီဖြစ်လာမယ့်အကျိုးဆက်လေးတွေကိုတုံးသက်ပေးထားဖြစ်ပါရနော်ကဲနောက်ထပ်ကျွန်တော်ကြည့်ရမယ့်သတင်းကတော့ live view လက်နဲ့ချလာတယ်တေဘောပို့စခန်းကဒီစစ်ခွေးတွေရာဆိုရင်တော့သူတို့ရုပ်ပုံစံတွေကြည့်ရတာတကယ်စစ်သားနဲ့တော့မတူဘဲနဲ့ပေါ့နော်တော်တော်လေးဆိုးဆိုးပြပြဖြစ်နေတယ်တွေ့ရပါနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သုံးတဲ့ထားတဲ့ကိုစီးရပြီးနားအောင်ကြည့်လာနော်အဲ့ဒီစစ်သားတွေကဘယ်ရလဲဆိုတော့တေဘောမို့စခန်းကနေ ပြန်ယူတဲ့ PDF ပူအောင်ဖွဲ့တွေတိုက်တော့ထိုင်းတဲ့ကိုဝင်ပြင်းလို့ထိုင်းထဲမှာစောက်စောက်ထိုင်းနေတဲ့ရုပ်တွေစောက်ကြက်တွေရှိလားမရှိလားမြင်တဲ့အတိုင်းပဲထိလိုက်နော်အဲ့တော့သူများနိုင်ငံစစ်သားနဲ့ရှင်လိုက်လို့ရှိရင်ဒီရုပ်တွေကိုဒီမြန်မာနိုင်ငံစစ်သားပါလို့ပြောရတာစဉ်းစားကြည့်စမ်းမင်းတို့စစ်သက်ထောက်ခံတဲ့ကောင်တွေအဲ့ဒီစောက်ွက်တွေကိုကြည့်စမ်းအဲ့ဒါဘာကြောင့်လဲထိလိုက်ဒီစစ်သက်မတော်ဆိုတဲ့အရာကိုပိုးစိုးပဆက်ဖြက်စည်းကန်ထိထားဘာလို့တောင်းဝန်ယူပေးတယ်ကြံပြစ်ခဲ့တဲ့မင်းတို့မိသားစုအတွက် အခုလက်ရှိ2021အာနာတိမ်းပြီးမှဒီနေ့ရောက်တဲ့အချိန်ထိစစ်သားဘလောက်ပြေးသွားပြီလဲစစ်သားဘလောက်ထိဒုက္ခသက်ဖြစ်သွားပြီလဲအဲ့ဒီဟာတွေအားလုံးအတွက်မင်းအောင်နိုင်ဘာတောင်းဝန်ယူပေးထားလဲအဲ့ဒီမြှောက်ပေးတဲ့ဘောမတွေဘာတောင်းဝန်ယူပေးထားလဲဘလူးမတောင်းဝန်မယူပါဘူးမင်းတို့ကိုဖြစ်ကိုခံနော်အဲ့တော့ကိုဖြစ်ကိုခံဘဝမင်းတို့တွေကအချုံးကိုအချုံးမန်းလက်မခံဘဲနဲ့စက်တိုက်ကြတဲ့အဆုံးကြတော့မင်းတို့ဘဝဘာဖြစ်လဲရှင်းရှင်းလေးပဲမင်းတို့သိချင်းဆိုတော့သိတာပါ เนาะအဲ့တော့ဒီနေ့လည်းသတင်းတစ်ခုထပ်တက်လာတယ်အဲ့ဒါဘာလဲဆိုတော့မြန်မာအပါဝင်เนาะနိုင်ငံတော်တော်များများကိုအမေရိကန်ကခီးသွွာလာခွင့်ပြည်ဝင်ခွင့်လုံးဝပိတ်လိုက်တာကောင်းပါလေเนาะမင်းအောင်နိုင်အာနာသိမ့်လိုက်တဲ့အထက်ကတိုးတက်မှုတွေရဲ့တစ်ခုပေါ့ဟုတ်လားဘာဆိုတော့ကမ္ဘာအလယ်မှာမြန်မာဆိုတာစုပ်ပြတ်တတ်တဲ့ဘဝရောက်နေပြီ။ခိုင်းမှာဆိုရင်ခိုးဝင်လာတဲ့ဒုတိယတမျိုးစိုက်ပွဲဖြစ်လို့ဝင်လာတဲ့ဒုတိယတမျိုးဒီလိုမျိုးမနိုင်လို့ခိုင်းတဲ့ကိုထွက်ပြေးလာတဲ့စစ်ခွေးတွေရတမျိုး အပေါ်မှာဘတ်မရှိပဲဖမ်းခံထိတဲ့လူတွေကတမျိုးဘဝတွေမျိုးစုံနဲ့နော်စင်းရင်းပြောရင်စောက်တန်ရှာတဲ့တိုင်းပြည်လို့တော့ခင်းနေတယ်ခိုင်းမှကားမောင်းဝါကားမောင်းဝါလို့တန်တန်မှနော်စစ်စေးဂိတ်မှခိုင်းပတ်လားဘဲလာတဲ့ဘဲသွားကုန်လေစကားနဲ့မပီကလာပီကလာဆိုခိုင်းမိဘနဲ့မြမလားမဆုံးပါနဲ့မဆုံးပါနဲ့မဆုံးပါလေပြလိုက်မရဘူးချစ်ဆိုင်ချစ်ဆိုင်ဘေးကပ်နော်နော်စစ်ပြီး မြန်မာလို့ပြောလိုက်ရင်အော်တိုအထင်သေးခံရတဲ့အနေထားဖြစ်နေတာအဲ့ဒါဘာကြောင့်လဲတိုင်းပြည်ပေါ်ကိုပလင်ပေါ်ကိုခွေးတက်တဲ့အကျိုးဒါကိုခံစားရတာဒီစစ်တပ်ထောက်ခံတဲ့ကောင်နဲ့ခံစားရတယ်စစ်တပ်ကိုစန့်ကျင်တဲ့ကောင်နဲ့ခံစားနော်ဒါကြောင့်မလို့အတိတ်တရားတွေရကြဖို့ကောင်းပြီငါတို့တိုင်းပြည်အတွက်နော်ဟုတ်တချိန်တစ်ခါတော့ကွာဟိုမှားခဲ့တဲ့အရာတွေကိုမပြောဘူးနော်အခုမင်းတို့စစ်သားတွေဘဝကြည့်နော်အခုခုဒီပုံထဲမှာထိုင်းနေကြတဲ့ပုံတွေကိုကြည့်စစ်သားရုပ်နဲ့တူလား မင်းတို့ရှေ့တန်းမှာမင်းတို့စားတဲ့ရိတ်ခါနေရတဲ့အနေအထားစစ်သားတယောက်အတွက်နဲ့ကိုစစ်သားတယောက်ကျိုးခံစားမှုမင်းတို့အပြည့်အဝရတယ်နောက်ဆုံးကိုတေဝါတဲ့ကြံမြခဲ့တဲ့ကိုရဲ့သားသမီးမင်းတို့အသေးခံတိုက်ပေးတဲ့အဲ့ဒီတမတော်ကြီးဆိုတဲ့ဟာတွေကတောင်းယူပေးလာဒီနေ့အရှေ့အရှေ့တန်းမှာလင်းပြတဲ့လူကသေနောက်နေ့လိုင်းကဘောကမောင်းချတယ်နော်မတာတေဝါတို့အလောင်းဗမာမှမတိပဲနဲ့ကိုလင်အလောင်းဗမာမှမတိပဲနဲ့ဘောကဇက်သိန်းသွားတဲ့ လမ်းဘေးရောက်သွားတဲ့ဖားတယ်ဖြစ်တဲ့စစ်သားမယားတွေတပုံကြီးအဲ့တော့နာကြပါဘာဖြစ်လို့မနာလဲငါတို့စဉ်းစားလို့မရဘူးเนาะငါတို့ပြောနေတဲ့အရာတွေဒီမဟုတ်မမှန်တာကိုပြောနေဆိုလာခဲ့เนาะဆွေးရှိသေးတယ်စစ်တပ်ထောက်ခံတဲ့ကောင်တွေစကားထဲမှာခက်တဲ့မီဒီယာခက်တဲ့သတင်းဆိုရင်းနဲ့ဘယ်နှခါမှန်လို့လဲတဲ့ဟောအဲ့လိုမပြောနဲ့ဘယ်နဲ့ဘယ်ရက်ကခက်တဲ့ကတင်တဲ့ဘယ်သတင်းမှားနေတယ်တိတိကျကျထောက်ပြနိုင်တဲ့ကောင်ရှိပြမင်းတို့စစ်တပ်ထောက်ခံတဲ့ဘက်မှာ နော်ခစ်တင်မှာမဟုတ်ဘူးငါတို့တော်လန်ရေးဘက်ကတင်တဲ့လူပုတ်ကငါတို့လိုမျိုးလူပုတ်ကိုတူးချင်းစီကစပြီးတော့သတင်းမီဒီယာတွေအထိနော်ဘယ်သူကတော့ဘယ်နှစ်ဘယ်ကတင်တဲ့ဘယ်သတင်းอ่ะဟုတ်ပဲနဲ့လောက်ကျန်လီစေပြီးသတင်းမှတင်တယ်မင်းတို့ဖော်ထုတ်ပေးမင်းတို့ကငါတို့ပြည်သူကပေါ်ကျေးဇူးတင်မှာဘာဖြစ်လို့လဲငါတို့ပဲအချမ်းမှာအဲ့လိုမျိုးကလိန်ကကြစ်လောက်ခွင့်မရှိလို့နော်အဲ့ဒါပဲခစ်တဲ့ကိုလိန်နေဆိုရင်ခစ်တဲ့ဘယ်နှစ်ဘယ်ကတင်တဲ့ဘယ်သတင်းမဟုတ်ပဲနဲ့လိန်ပါတယ်ပြောတိုက်ပွဲ စခန်းသိမ့်တိုက်ပွဲအကြောင်းခက်ခက်တင်ထားရင်မသိမ့်မဲနဲ့သိမ့်ပါလားဆိုပြဒါပေမဲ့မင်းတို့မြမအတန် MRTV မင်းတို့ဘောမာတွေတင်လိုက်တဲ့တည်င်း၁၀ခုတင်လို့ရှိရင်၉ခုကမှားနေတယ်မဟုတ်တော့အဟုတ်လောက်တင်တာလာကတက်တင်နေပြမယ်နော်ဘဒုဘယ်တုတည်င်းကိုလိန်နေပါလေတက်တင်နေပြမယ်ကြိုက်တဲ့ကောင်းစင်လာကငါတို့ပြမယ်လိန်ပြီးတော့လှုပ်ရဲတာစောက်ချက်မဲ့တဲ့ဟာတွေမရှိဘူးနော်အဲ့တော့အဆက်တရားတွေရကြပါတော့ တိုင်းပြည်ကြီးရှင်လို့ရှိရင်လည်းစုပ်ပြတ်နေတဲ့တိုင်းပြည်ဖြစ်ပြီးစစ်သားချင်းရှင်ရင်လည်းလူသိလူယုံမောက်တဲ့စစ်သားတွေဘွားရောက်နေပြီเนาะအဲ့တော့အတီတရားတွေရကြပါတော့လို့ပဲပြောချင်ပါတယ်ကဲဒါတော့ကိုစီရဲ့တုံးတက်ထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်เนาะအဲ့တော့ချမ်းမက်စကောင်းဆောင်မဲအောင်လိုင်းရဲ့တပည့်တွေကတော့ခုချိန်မှာဆိုရင်เนาะဒါတိတိပြီပေါ့เนาะမဲအောင်လိုင်းကခုဆိုရင်ဒီငလင်းဘေးမှာဆိုရင်လည်းတော်တော်ကြီးပေါ့เนาะလူစိတ်မပီသားတာအလုံးတွေ့ပြီးမိသားပဲဖြစ်ပါတယ် ါအပြင်ဒီလောက်တိုင်းပြည်ချွတ်ချုံကြနေတဲ့အချိန်မှာသူလေရင်တွေပါလေဝယ်စီးရစုကလေးဟုတ်ကူမဟုတ်ဘူးနော်ဒါအပြင်အခုဆိုရင်စစ်သားတွေသာပြောတာပေါ့နော်အဖမ်းခံရတာတို့ဘာလို့စစ်ပွဲကြိလိုက်တယ်ဆိုရင်စစ်သားနဲ့မှမတူဘဲနဲ့နော်ဟိုသူများနိုင်ငံစစ်သားတွေဆိုတလုံးချက်ချင်းရဲ့ဟိုပြပြဖောပေါင်းပေါ့နော်ဒီကစစ်သားတွေဖမ်းခံလိုက်ရပြီဆိုရင်စစ်သားနဲ့မတူဘဲနဲ့ဘာနဲ့တူလဲဆိုတော့အားလုံးလည်းမြင်နေတာပဲနော်ပြောချင်စရာတော့မရှိဘူးအဲ့တော့ဘာပြောဒီလို မင်းအောင်လိုင်ကသူ့ရဲ့အကျိုးစီးပွားအတွက်လုပ်နေတယ်ဆိုတာကိုအားလုံးကလည်းသိရှိပြီးသားဖြစ်တဲ့အတွက်အမြန်ဆုံးပေါ့နော်ပြည်သူနဲ့ပူးပေါင်းနေဆိုရင်တော့အခုတိုင်းပြည်ကတော့ပြတ်တော့ပြတ်နေပါပြီနော်အဲဒီထက်ပိုပြီးမပြတ်အောင်ကောက်ဝင်နိုင်ပြီးတော့ဗောနော်တကယ်ပဲပြစ်မှုကျွလွန်တဲ့သူတွေကိုပဲဖမ်းဆီးအရေးယူမယ်ဆိုရင်တော့ဂျန်နဲ့လူတွေကလည်းတတ်တာမှဖြစ်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်ရဲ့ဒီမနက်ပိုင်းအတွက်သတင်းတင်ဆက်မှုဗီဒီယိုလည်းဒီလောက်ပဲဖြစ်ပါတယ်အစအဆုံးကြည့်ပေးကြတယ်မြို့ပပြည်သူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးရည်တွေပေါင်းစုံပါကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ